။ဒီကတော့အဲကုသားရီသမီးတွေကိုကျွန်တော်ကမှထည့်သုံးမှာဆိုတော့စကားမျိုးမပြောဘူး။ကျွန်တော်ကလည်းမတောင်းဆိုဘူး။ကြာအားဆိုင်ထုတ်ထားတဲ့ကားလေးရပရိသတ်ရှိခြောက်ရွံ့ရတဲ့အတွက်ဝမ်းသာပါတယ်။တတ်တော့ပါတယ်။ဖေးကိုဂုံပြုတ်ပေးလို့ပို့တက်လာပါ။ဖေးနဲ့တွေ့ပြတဲ့အချိန်ကဒီရလေးကိုသူကြားတယ်နော်ဖေး။ဒီရကို post meeting နဲ့ချိန်ပါတယ်ကကျွန်တော်တို့ကြော်ညာလေးပြတယ်။ဒီလေးကောင်းတဲ့ကားလေးတစ်ကားပါ။ ရင်းနေချင်းပုံမှာခါခါတော့အတိအကျအားလုံးမသိဘူးဆိုတော့ခုမှကြည့်ရအောင်နောက်တစ်ခါဆိုကောင်းတော့ခေါင်းကားထန်လာ28ကပူပြီးတော့အဲရှင်မထဲကိုရောက်စေရတယ်ဆိုတော့တကယ်ကောင်းမဲ့ကာတကာလို့မျှော်ပါတယ်ကျောင်းကကြောက်ဒီလိုမိသားစုကားလေးဆိုတော့စိုက်တယ်အဲဒါကြောင့်မို့လို့တက်လာပါတော့ပြီးတော့အဖေရိုက်တာဆိုပို့ပြီးတော့အားပေးပါတယ် အဲဒီနဲ့အဲ့လိုမပြောဖြစ်ဘူး။မပြောဖြစ်ဘူးဆိုတာဘယ်လိုလဲဆိုတော့အဖေရဲ့တဲ့ကားတိုင်းကိုသားတွေတမီးတွေပါမယ်ဆိုတာမျိုးတော့မဟုတ်ဘူးနော်။ဒီ producer ကဒီကားအတွက်ဒီဇက်မှာဒီ character ဒီမင်းသားဒီမင်းသမီးအဲသူတို့ရွေးချယ်ရွေးချယ်ရမှာလေ။အဲ့မှာကျွန်တော်တို့ ਨੇ light တွေ light တွေอ่ะအဲသူတို့ဆုံးဖြတ်ပြီးမှ writer ရှိရောက်တာဆိုတော့အဖေကတော့အဲကုသားတွေတမီးတွေကိုကျွန်တော်ကမှထည့်သုံးမှာဆိုတော့ဇာတ်မျိုးမပြောဘူး။ကျွန်တော်ကလည်းမတောင်းဆိုဘူး။ဘာဖြစ်ဖြစ် အဖေကမှအခုပါတဲ့လူပညာရှင်တွေအကုန်လုံးကကျွန်တော်ရဲ့ညီကိုညီမတွေလို့ပဲဆိုသူတို့စားဝမ်းသာပါတယ်ဖေနဲ့ကအဲ့လိုမျိုးမပြောပြဘူးကွာဒါကျွန်တော်တို့ဒါမိဘတယောက်အနေနဲ့သူ့မှာသူဖြစ်တဲ့စိတ်ထားလာကြတယ်ကျွန်တော်တို့ကလည်းကျွန်တော်တို့အလေးအောင်ကျူးစားတဲ့ကျူးစားခွင့်ရလာတဲ့ရုပ်ရှင်ကားတွေမှာကျွန်တော်အကောင်းဆုံးကျွန်တော်လည်းကျူးစားပါတယ်ဖေကအဲ့လိုမျိုးပြောမယ်ဦးရှင်ကလည်းအဖေကတရားဆောင်လုပ်တဲ့အချိန်မှလည်း ေးရဲ့အကူလိုချက်ရတယ်တကယ်ချင်းလိုချက်ရတယ်ဥပုသူကဥပုသူပေါ့နော်ဥပုသူကလည်းသူ writer လုပ်ခဲ့အချိန်မှာတော့လည်းသူက drama အရင်ပိုင်းနဲ့ writer တယောက်အနေနဲ့ညှက်တိခဲ့တာဆိုတော့အဖေလည်း drama ကိုသူလည်းယူသွက်တယ်သူ ဒီချက်ခုပြီးတော့ပြည်သက်ရင်နဲ့ရောင်းမဲ့ဟာတွေ့မှာရှိသေးတယ်တခြားပြမဲ့အချိန်ရောက်လာလို့ရှိရင်ပြည်သက်ကိုကြည့်ရမှာပါဟုတ်ကဲ့ခေရတော့ကျွန်တော်အများရန်ဟိုအားကြကုန်ယူရတယ်လို့ပြောတော့ပြီးတော့ဟိုသူရိုက်သမျှကားဆိုလို့ရှိရင်လည်းတခုခုပြည်သက်ရင်နဲ့ကိုတော့ကြံခဲ့တယ်လို့ပြောတာထင်ပါတယ် ီကားလည်းအဲ့လိုမျိုးအောင်မြင်ပါစေလို့ဆုတောင်းပေးပါအဲ့ဘယ်လိုပြောချင်လဲဆိုတော့ PS Raider တရားအနေနဲ့သူခံစားရုံနဲ့မကောက်သူဒီဇက်ကိုလည်းအဲ့တော့ဆန်ညူကြီးတဲ့အချိန်အားအစအစအဆုံးပြမှာဒီကားတို့ကိုသူဟိုအစလည်းဆုံးပုံပြင်စင်လာဆိုတော့ကျွန်တော်တခုပြောချင်တာဒီဒီကားပြိသက်ရင်လည်းတကယ်ရောက်ပြီးတော့ပြိသက်အားပေးမှုပြေဝါနဲ့အောင်မြင်ပါစေလို့ပဲဆုတောင်းလိုက်ပါတယ်ဟုတ်ကျွန်တော်မှတော့အဲ့အဲ့ခံစားချက်ကကျွန်မပြောပြတော့ဘူးသိတော့သိတော့မခံစားဘူးပြပါလို့ဆိုတော့ပြိသက်ချစ်နေ တရားရင်လုံးချစ်နေကျွန်တော်ကျင်းနေတယ်ကျန်လာဘူးမလို့ဟုတ်ကျွန်တော်ကအဖေကဒီဟာတာတိဥ္စောင်းအနေနဲ့ပေါ့နော်အဲ့လိုတစ်ခုခုတော့အောင်မြင်ခြင်းမှတ်တိုင်တစ်ခုတော့ရှိသင့်တယ်လို့တော့ကျွန်တော်ထင်ပါတယ်အောင်ပြအောင်ပါလို့ရှင်ကကျွန်တော်တင်တဲ့အချိန်ကြာလို့ရှင်လေပြည့်တဲ့အားလုံးခင်းနဲ့လာရောက်အားပေးပါလို့ဖိတ်ခေါ်ပါရခင်ဗျာ။ဒီနေ့ပါ